ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့မြောက်ဥက္ကလာမြို့နယ်မှာရှိတဲ့မယ်လမှုဇေဒီတော်ယိုတွားရောက်ပူးမြော်မှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ပါပြီးတော့အတူတူပူးမြော်ကြအောင်နော်ဒီဝါရီကိုကျမ်းပါရေးတော့ကကျမ်းစင်းရအောင်မြောက်မြောက်ဒိဋ္ဌိကတောင်းတော်လေးရောက်ဖို့ဟောလို့ကျွန်တော် ဒီဈေးဆိုင်နယ်လေးတွေကတော့မဲလမှုစီတော်ရဲ့ပရွန်အတွင်းမှာဈေးရောက်ချနေတဲ့ဈေးဆိုင်နယ်လေးတွေဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်ဈေးဆိုင်နယ်လေးတွေကိုဖြတ်ပြီးငမိုးရိပ်မိကြောင်းရုပ်ထုကြီးအတွင်းမှာပြသထားတဲ့မဲလမှုပြကံကိုတွားရောက်လေ့လာပါမယ်။ ော်ငမိုးရေးမြေချောင်းကြီးအတွင်းမှာရှိတဲ့ပြာသန်းကိုဝင်ရောက်ကြည့်ရှုပါမယ်အထက်မှာဘာရှိလဲဆိုမသိပြကြောင်းဝင်ရောက်ကြည့်ရှုလိုက်ပါဦးမယ်နော်တောင်းတဲ့သူလိုက်ပါကြည့်ရှုကြပါအောင်မဲလမှုလို့ဆိုတာ ਨੇ ဒါနာကြီးဆန်းဆန်းရှီအောင်သမိုင်းလေးကိုလူတော်တော်များများသိရှိကြပါတယ်အလွန်လှပတဲ့သူ ဖြစ်တာကြောင့်မွန်မာသာဖြင့်မိလမှုမြမဘာသာဖြင့်မဲလမှုလို့ခေါ်တဲ့မင်းသမီးလေးဟာ လူစင်စစ်ကမွေးဖွားလာတာမဟုတ်ခဲ့ပါဘူးတောဟုတ်ထဲမှာတရားဓမ္မကျင့်သုံးနေထိုင်တော်မူတဲ့တိတ်တရရသိကြီးဟာစွန်းကန်ထွက်လာစဉ်လမှုပင်ကြီးတပင်ကကြီးမားပြီးစမ်းကြဲတဲ့လမှုသီးကြီးတစ်လုံးကိုတွေ့ရှိပြီးစုခုခဲ့ပါတယ်ရတီကြီးလေထူးဆန်းလာတဲ့ဒီလမှုတီကြီးကိုကြောင်းတင်ငန်းကိုယူဆောင်လာခဲ့ပါတယ်မကြမီဒီလမှုတီကြီးမှာ ထူးဆန်းစွာမင်းကလေးတအုပ်ကိုဖွားမြင်ခဲ့ပါတယ် ထိုမင်းကလေးအရွယ်ရောက်လာသောအခါလူပြည်တွင် သာသနာပြုရန်ချိန်ရောက်ပြီးထိုသို့သာသနာပြုရန်တာမန်အားဖြင့်မတင့်တယ်၍တရားမင်းသည် မေလမှုမင်းကလေးကိုလူပြည်သို့သွား၍ချီးရှိဆိုပါれတရားမင်းနှင့်မေလမှုတို့မြစ်တာများပြီးလက်ထထိမ်းမြန်းရန်ယသိကြီးထံ၌ခွင့်ပန်ခဲ့ပါれတရားမင်းဟာလက်ထပြီးတာဝတိညာနတ်ပြည်သို့ပြန်သွားပါれ ပူဆွေးကြံ့ရည်တော်မဲလမှုကိုယသိကြီးကနှစ်သိမ့်ပြီးခြေသားလေးကိုတာဝတိန်သာနှပ်ပြီးသို့ဆေလွတ်ခဲ့ပါတကြားမင်းထံသို့ခြေသားလေးရောက်ရှိတဲ့အခါတကြားမင်းဟာနှဲ့ရည်စင်ကိုကြုတ်တဲထဲ၍ခြေသားလေးလည်းမှာဆွဲပြီးခဲ့ပါတယ် ကြေးသားလေးလည်းလူပြည့်ပြန်သောအခါတကြမီမိဖုရားလေးပါမနာလိုဝင်းဒိုစိတ်ဖြင့်ကြေးသားလေးလူပြည့်အပြန်ခီးတွင်တင်းငဲတကောင်ဖန်ဆင်းကနောက်မှလိုင်းနှောက်ချက်စီခဲ့ပါれကြေးသားလေးဟာတင်းငဲရဲ့နှောက်ချက်မှုကြောင့်ယူဆောင်လာတဲ့နှက်ရည်စင်ဟာဖိတ်ကြကုန်ပါれဖိတ်ကြတဲ့နှက်ရည်စင်ကိုတောက်သုံးမိတဲ့မိเจ้าမဟာငမိုးရိပ်မိเจ้าကို၎င်းကြားမဟာကြားငစင်းလဲကို၎င်း တမင်မဟာ မင်္ဂလာတော်တမင်မကို၎င်းအတီးသည်မွေးဖွားကြပါれ။ကြေးသားလေးလည်းကြံသောနတ်ရည်စင်ကို ယူဆောင်ပြီးယသိကြီးထံသို့ပြန်လည်ရောက်ရှိလာပါれ။နောက်ဆုံးနတ်ရည်စင်ကိုမေလမှုတော်တုံးခဲ့ရာဥက္ကလာပမင်းဖြစ်လာမည်တားတော်လေးကို ဖွားမြင်ပါれ။သားတော်လီအွေရောက်လာသောအခါဥက္ကလာပမင်းအဖြစ်ရရှိပြီးဗိသိက်ခံရတော်မူပါသည် ဩကလပမင်းကြီးဟာတိမ်ဂௌဒရဂုံမော်တွင်ရွှေတကုံစီတော်ကိုတည်ထားကိုယ်ခဲ့တဲ့ဖရာတရကမင်းကြီးဖြစ်လာပါတယ်ဒီငမိုးရိပ်မိချောင်းကြီးရဲ့အာဂရင်းထဲမှာတည်ထားတဲ့စုမင်းပြည်ဖရာဟာဆိုရင်စုတောင်းဒိဋ္ဌံပြည်ရဲ့လို့ယုံကြည်ကြပါတယ်။ ခုပြင်မြင်နေရတဲ့ရုပ်ထုကတော့ဥက္ကလပမင်းကြီးရဲ့မဲတော်မဲလမှုရဲ့ရုပ်ထုဖြစ်ပါတယ်မဲလမှုစီတော်ကဟိုးရင်ကလေးကထူးခြားတော်ဖျားငုတ်တို့တစုဖြစ်ခဲ့ရပါလေစီတော်ဆိုပေမဲ့အပေါ်ပိုင်းပြည့်စည်နေပြီးအောက်ခြေပိုင်းသာကြန့်ရှိနေပါလေစီတော်ရဲ့ထူးခြားရဲ့ကတော့စီတော်အလေတက်တဲ့မှာအထက်သူ စိမ့်လန်းပြီးတက်သွားတဲ့နဘဲပင်ကြီးကထီမိုထားတဲ့ကဲဆိုဖြစ်နေပါတယ်လို့သိရှိရပါတယ်။အဲဒီလိုထူးခြားတဲ့မြင်ကွင်းကြောင့်အနားမှာဖြတ်သွားတဲ့ခရီးသွားတွေဟာဝင်ရောက်ဖူးညော်တက်ကြပါတယ်။1969နှစ်လောက်မှာဇီရီတော်ကိုအိမ်မဲအရာဒေါ်စောညွကြီးနဲ့မောင်ဖြစ်သူတို့ကရှာဖွေပြီးပြည့်စည်နေတဲ့ဇီရီတော်ကိုလာရောက်ဖူးညော်ခဲ့ပါတယ်။ မောင်ပြည့်သူဟာဘုရားပေါ်တက်ကြည့်ရာမှာချုပ်ကလေးတစ်ခုကိုဈေးရော်ပေါ်မှာ တွေ့ရှိခဲ့ပါတယ်။ဒီချုပ်ကလေးအတွင်းမှာတော့မိမဘုံထုလုပ်ထားတဲ့ရုပ်ထုတစ်ခုကို တွေ့ခဲ့ရပါတယ်။ မဲလမှုကုန်းတော်ဘောကဇေဒီတော်ဘောမှာတွေ့ရှိခဲ့ရတဲ့အတွေ့အကြောင်းတိတိကျကျသိရှိအောင်ရှိတကုံဘုရားရှိသမိုင်းစာပေများကိုတွားရောက်လေ့လာတဲ့အခါဥက္ကလာပမင်းကြီးရဲ့အထောက်ထားတွေနဲ့ရှိတကုံအလေပြည့်စရာမှာရှိတဲ့တရားမင်းပုံတော်အောက်မှာတွေ့ရသောမဲတော်မဲလမှုရဲ့ပုံကိုလေ့လာခဲ့ရာကျိုးတွင်းမပုံနဲ့မဲတော်မဲလမှုဟာဥကောင်းစတိုးထိုင်နေဟန်တွေဟာ တူညီကြောင်းတွေးရှိခဲ့ရပါတယ်။အထောင်ထားများအရာဥက္ကလာဖမင်းကြီးဟာမဲတော်ကိုကျေးဇူးဆက်တဲ့အထိမ်းအမှတ်အနေနဲ့ဇီတော်တစုကိုတည်ထားကိုးဝယ်ခဲ့တာဖြစ်ပါတယ်။ဒီစီဒီကို ပြန်လည်ပြုပြင်ရန်နဘဲပင်ကို ခုတ်လဲပြီးတူပေါ်ရာ ပထမရက်မှာဆိုရင်စင်းကျူတော်နှစုစေပရာတစုချင်းစင်းကျူတော်ကြီးတစုတို့ကိုတူပေါ်ရရှိခဲ့ပါတယ်။ဒုတိယရက်မှာဆိုရင်ငကပတ် ၊နဂယု၊နဂဖောင်းကျောင်းတော်မူရှင်သူတော်များနှင့်လမှုကြီးတံထုလုပ်ထားသော ကြောက်သားအောက်ခံထားတဲ့ပလင်ပုံ၊ယသိကြီးကျောင်းတော်မူပုံ၊မေလမှုပုံ၊ဩကလာပမင်းကြီးပုံ၊တရားမင်းပုံစသည်တို့ကို သူ့ပေါ်ရရှိခဲ့ပါသည်။ရခိုင်အများပါသော၆ကိုစီဒီကိုပါသူ့ပေါ်ရရှိခဲ့ပါသည်။ ရေကြီးကျော်အတွင်းမှာရှိတဲ့ဗုဒ္ဓရှင်သူတော်များအရှိအယကိုမျက်နာမူနေပြီးဌာပနာထားတာကို မြင်တွေ့ရတယ်လို့ဆိုပါတယ်။ဒီရှင်သူတော်များဟာတရားမင်းအတွင်းငကများတတ်ရှင်လျက်လက်ကောက်နှစ်တောင်ချီရင်တော်များပါပါရှိပါတယ်။မြမာတက်ကလေး1322ခုနှစ်တွင်ပနက်တော်၄ပြီးအမြင့်ပေ60ပတ်လေဥမိချက အောက်ခြေပြည့်စရန်134ဘီနှင့်အထက်တွင်လမှုသီးသဏ္ဍန်ပေါ်၌လုံးပတ်69ဘီညံတော်အမြင့်ဘီ80ဖြင့်မဲလမှုစီရီတော်ကြီးကိုပြန်လည်တည်ထားကိုးဝေခဲ့ပါသည်စီရီတော်၏ဘွဲ့အမိကိုလည်းပထမမဲလမှုစီရီတော်ထိုမတဆင်ဆူတောင်းပြီးမဲလမှုစီရီတော်လိုပြန်လည်သမုတ်ခဲ့ကြပါသည်ယခုအခါမှာတော့ညံတော်အမြင့်ဘီ90သို့တိုးမြင့်ပြုပြင်ပြီးပူဇော်ခဲ့ပါသည်ခင်ဗျာ ုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့အမော်ကြီးစီဒီပေါ့နော်တိုက်ဖျားဖြစ်ပါလေကျွန်တော်ဝင်ရောက်ပြီးတော့ပါမယ်ကျွန်တော်လည်းတူလိုက်ပါပြီးတော့ရောက်ပါမယ် မြင်တွေ့နေရတဲ့ဘုရားရုပ်ဘွားတော်ကြီးကတော့အောင်ကြီးရှိပါဘူးသူ့လိုပူဇော်ထားတဲ့ရုပ်ဘွားတော်ကြီးဖြစ်ပါတယ် ချောင်းကြီးကတော့တချို့တင်တယ်လို့မမိုးရီမိချောင်းကြီးမဟုတ်ပါဘူး။ဖျားပလင်ပေါ်တက်မိလို့တစ်ပင်ပြီးပြီးစင်စားတင်နေတဲ့မိချောင်းကြီးတကောင်ရဲ့ရုပ်ထုပါ။ဒီရုပ်ထုမှာဆိုရင်အင်တော်ကြီးပြဿနာများအတွေ့လာရောက်ပြီးတော့ဆူတောင်းကြပါတယ်။မယ်လမှုစီရော်ကြီးမှာတွေ့ရတဲ့ရုပ်ဘွားတော်ကြီးကတော့တခြားစီရင်ခွေးမှာတွေ့ရတဲ့ရုပ်ဘွားတော်ကြီးတို့မဟုတ်ပဲအလွန်ကြီးမားစွာဖြင့်ထုလုပ်ထားတာကိုသိရှိရပါတယ်ခင်ဗျာ။ ကျွန်တော်ရောက်ရှိနေနေရတော့ရှင်မဂုဒ္ဓကံတော်ကြီးပေါ့နော်ဒီကံကြီးထဲမှာဆိုရင်ငါးတွေရောလက်တွေရောအဆုံးရှိရယ်ငါးသာကျွေးတဲ့နေရာလေးလည်းရှိရအောင်နော်ငါးသာကျွေးလို့လည်းရပါတယ်ငါးဆိုတော့ဟာတိုင်းရဲ့ဆိုမြှို့ကြီးပေါ့နော်အကြီးကြီးပဲဘုလုံးမှာကျွေးလို့ရပါတယ် ီဈေးဆိုင်တန်းလေးတွေကတော့ကားရဲ့နာဝင်းထဲမှာရှိတဲ့ဈေးဆိုင်တန်းလေးတွေပါစားတော့ဆိုင်မုတ်ဆိုင်နဲ့နေပံကုန်ဆိုင်လေးတွေရှိကြပါလေဈာရဲ့ဖြစ်တာကြောင့်ဖျားဘူးတွေတော့တိတ်မတွေ့ရပါဘူးခင်ဗျာ 拍到了没 ခုဆိုရင်ကျွန်တော်မယ်လို့ဖရားမှာဖရားတွေအကုန်လုံးကိုရှောက်ပူပါကြီးလေးလာတင်နိုင်လဲအကုန်လေးလာပြီးသွားပါပြီအခုဆိုရင်ကျွန်တော်အိမ်ပြန်သွားပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်